စာမယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အဖွဲနှစ်ဖွဲ့ကွဲနေတာကိုသူတို့တွေ့ရပါတယ်တစ်ဖွဲ့ကဗုဒ္ဓဘာသာဆိုတာဗုဒ္ဓရဲ့အဆုံးအမကိုခံယူပြီးဝိနည်းစောင့်ထိန်းတာတီလစောင့်ထိန်းတာဝိပဿနာကိုလည်းကျင့်ကြံအားထုတ်ရင်းနေထိုင်ကျင့်ကြံကြသလိုဒီဗုဒ္ဓဘာသာမှာဧရိယာတွေနမိတ်တွေငကားကျွဲနွားခွေးဝင်ပူးတာကိုမယုံကြပါဘူးကံကံဤအကျိုးကိုသာလိုက်နာကြတယ် ဝိနီးလိုက်နာနေသည်။သာသနာကွယ်ပျောက်သွားမှာမဟုတ်လို့ဗုဒ္ဓဘာသာကိုဝိနီးတီလာနဲ့ကာကွယ်သွားမယ်ဆိုတဲ့အဖွဲ့နောက်တစ်ဖွဲ့ကတော့တီလာဝိနီးဝိပဿနာတို့ကိုတရားကျင့်ကြအားထုတ်ဖို့ထက်ရရလက်နက်ဆွဲကင်ပြီးဗုဒ္ဓဘာသာကိုကာကွယ်ရမယ်လို့ပုံမယုံကြည်တက်ဝင်ကြတဲ့အဖွဲ့မြန်မာနိုင်ငံမြေပုံကိုကိမ့်မုတ်လုတ်ခွဲရင်တိုင်းပြည်ဆင်းရဲတယ်တို့ခྱི་သွားရင်အချိန်မမေးရဘူးတို့ဆိုတဲ့တွေးခေါ်မျိုးတွေကဒီအဖွဲ့ကလာတာပါအထူးခြားဆုံးကတော့ စုံးခံထွက်ရင်ခံပါတယ်လို့ညစာပါစာကွင်းရှိတယ်။ငွေကသဘောတရားရကြည့်ရင်စက်ကူပဲဖြစ်တဲ့အတွက်ကန်ခွင်းရှိတယ်လို့ပေါ့ကိုတော်တို့ဥပါသဝတို့ဆိုပြက်ပြက်သားသားလောက်ပါတော့ဒကာကြီးရဲ့ဆိုပြီးပြည်သူတွေကြားလင်းရောင်အစာကောက်ခိုင်းဖို့တက်ချုပ်ကြီးကိုအချိန်ရရင်ရတယ်လို့အမြဲစော်ဩနေတဲ့အပြင်စစ်တန်းနှောင်းတော်ဖွင့်ထားတဗျာ။ဥပါသဝရဲ့ပတ်သက်စတင်နှမ်းမှာဆိုမြစ်တာကမ္မထံမီးနဲ့ပပျံနီးတင်နှမ်း60မမဂုံတော်အတွဲလိုက်ဆွဲနီးတင်နှမ်းတွေကို အပတ်စဉ်ကိုတိုင်ကိုကြတင်ကြပေးနေတယ်တဲ့။ဒါကကျွန်တော်ထင်ချင်းနဲ့ပြောတာမဟုတ်။သူ့စီက306အထူးပြုဘာသာရက်ကိုတလားပြတ်တက်နေတယ်တင်နန်းသားကိုတိုင်ကျွန်တော်ကိုလာပြောပြတာ။ဒါပေမဲ့သူလဲတနေ့ကပဲခင်ဦးနယ်မှာဘုံဘုံဝါသွားရဲ့စစ်ကြောင်းတစ်ကြောင်းမှလိုက်ပါရင်ကြဆုံသွားခဲ့ရရှာပြီ။အဲ့ဒီစစ်ကြောင်းကိုရှင်သာရီပို့တရာစစ်စင်ရေးလို့အမိပေးထားပြီ။အရင်ကအရင်မဲ့စစ်စင်ရေးတို့မိုးချိုးသွားစစ်စင်ရေးတို့ဘလို့မှတိုးမပေါက်တော့ ဒီတခါစစ်စင်ရေးကိုဥဥဝါတော်ဝါကဥဆောင်ပြီးဗျူဟာရေးဆွဲကအဲဒီစစ်စင်ရေးကိုရှင်တာရီပုတ်တရာစစ်စင်ရေးလို့အမိပေးလိုက်ပြီးပါတာစာတွေကိုသင်္ကန်းပတ်ဆုံးခံကြွတဲ့စတိုင်နဲ့အသွင်ယူလှောက်ရှားခိုင်းတာတဲ့အိုင်ဒီယာကောင်းတယ်ဆိုပေမဲ့အသွင်ယူတဲ့အခါမှာဒပိပိုက်မျက်လွာချပြီးဆုံးခံကြွရမယ်အစားဒပိတစ်ဖက်ဂန်တစ်ဖက်နဲ့ equipment အပြည့်စုံကိုအဝါရောင်သင်္ကန်းနဲ့အုပ်ထားရတော့ဟိုဘက်ကသတိထားမိသွားပြီးစစ်ကြောင်းလိုက်ပြုတ်သွားတာတဲ့ဗျာ ီစစ်ကြောင်းဘယ်အချိန်တုန်းကထွက်သွားတာကိုကျွန်တော်မသိလိုက်ပေမယ်။စစ်ကြောင်းမထွက်ခဏီးဒီစစ်ကြောင်းမူရဲ့ဥဆောင်နာယကကြီးဆိုသူတယောက်ရဲ့စစ်ထွက်မိကုန်းကိုတော့ကျွန်တော်ကြည့်လိုက်ရပါတယ်။ဌာနေပြည်သူစစ်ကြီးပါဝင်ပြည်သူချစ်တဲ့ပြည်သူစစ်တပ်ဖွဲ့ကိုဥဆောင်နေတဲ့နာယကတယောက်ဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကျွန်တော်တို့ဌာနေပြည်သူစစ်ကြီးပြည်သူချစ်တဲ့ပြည်သူစစ်၅သိန်းကျော်ကျွန်တော်တို့ဖွဲ့စည်းပြီးပြီ။နော်။ ငါသိန်းကျော်ကျွန်တော်တို့ဖွဲ့စည်းပေးထားပြီးပါပြီငါအလုံးအမြင့်ပြချင်မှုမှာ